ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြတ်ခံရတာလဲပေါ့နော်။ဘာမှာကျမတို့ဟိုချင်းငွေပေါ့နော်။အဲ့ဒီအပေါ်မှာဘယ်လောက်ထိမျောလင့်ထားလဲ။ဘယ်လောက်ထိမျောလင့်ထားလဲဆိုရင်အခု86ရောက်ပယ်ခံရတာ။ဒါ86ရောက်ထဲမှာအဲတချို့လည်းအယူခံမဝင်ဘူး။တချို့အယူခံဝင်မယ်။ဒီအယူခံဝင်တဲ့အကုံလုံးတွေအယူခံဝင်တဲ့ကိုကိုစလဲလောင်းနေအကုံလုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမက အဲ့လောက်ထိကျမမျော်လင့်ပါလေရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အယူခံဝင်တဲ့ကိုယ်စားလှယ်လောင်းတွေအကုန်လုံးထဲကတယောက်ပဲပြိမဲ့ဆိုရင်တော့အဲ့ဒီတယောက်ကကျမများဖြစ်မလားလို့မျော်လင့်ပါတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်မှပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒေါ်သက်သက်ခိုင်ကိုဒီပုံမရှိကကြီးနဲ့ညီစုံးနေဆိုပြီးတော့ပြောင်းစုရွှေကောက်ပွဲကော်မရှင်ကကိုယ်စက်လက်လောင်းဖြစ်ကနေပြောပယ်ဖြစ်လိုက်တယ်လို့သိရတယ်ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြစ်ခံရတာလဲပေါ့နော်ပန်မကျွန်တော်တို့ဟိုချင်းငွေပေါ့နော်လိုအပ်တာထဲကျွန်တော်တို့ပို့ယူရတယ်ပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းတွေလည်းကျွန်တော်တို့ရှုံးနေတယ်အခုရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့က အရှိတဲ့ဝင်ငွေကြတော့လဲကျမတို့ကအဆောက်အဦပြီးဖို့အတွက်ကျမတို့ဦးစားပေးနေရတဲ့အချိန်မှာဘန်ကိုပေးတဲ့အတူကနောက်ကျတာရှိတယ်တခါတလေမပြည့်မီတာရှိတယ်တော့အဲ့ဒါနဲ့ကျမတို့စင်းရင်ပေါ်နေတာပေါ့ပေးရန်ရှိစင်းရင်ပေါ်နေတာပေါ့ရှင်ဘာမှစင်းပေါ်နေတယ်အဲ့ဘာမှစင်းပေါ်နေတဲ့အတွက်ကျမတို့ကန့်ကွက်တက်လို့ရှိလို့ပေါ့နော်ဟိုကန့်ကွက်တက်လို့ရှိလို့ဒါစစ်ပေးရတဲ့အချိန်မှာဟိုအကုန်လိုက်စစ်တဲ့အချိန်မှာပေါ့နော်လိုက်စစ်တဲ့အချိန်မှာအာဒီကမ္ဘောဇာဘန်မှာကျမတို့မိသားစုစီးပွားရေးကပေးရန်ရှိပေါ်နေတာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ပါရှင့်ဟိုနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဘန်နေဆိုတာလဲပေါ့နော်ဘန်နေဆိုတာလဲဥမာကျမတို့က အာမခံပစ္စည်းပေးထားရတယ်လေဒီဒီတိုင်းကြီးပတ်စံအလွတ်ချီးတာမဟုတ်အာမခံပစ္စည်းပေးထားရတယ်အာမခံပစ္စည်းကတရတန်နေဆိုလို့ရှိရင်အဲကျမတို့ကဘန်က30ပဲချီးပေးတာပေါ့ရှင်အဲဆိုလို့ဆိုလို့ရှိရင်ကျမတို့ကျမပြောချင်တာဘာလဲဆိုလို့ရှိရင်အခုဖြစ်နေတဲ့ပြဿနာဘာလဲဆိုရင်ဟိုကျမတို့ပညာရှင်စကားလို့ဆို liquidity crisis လို့ခေါ်တာပေါ့နော်ကျမမှာပေးရန်ရှိတယ်ဒါပေမဲ့ကျမမပေးနိုင်တာမဟုတ်ကျမပိုင်ဆိုင်မှုကကျမပေးရန်ရှိတယ်အများကြီးပုံများတယ်ကျမရဲ့ပိုင်ဆိုင်မှုကကျမမိသားစုရဲ့ပိုင်ဆိုင်မှုကကျမတို့ပေးရန်ရှိတာဝန်ထက်ပိုများတယ်။သို့တော်လည်းမပေးနိုင်နေဘူး။အဲ့ဒါဘာဖြစ်နေရလဲဆိုရင်ငွေမပေါ်တဲ့ပြဿနာဖြစ်နေတယ်။ ဆိုလို့ရှိရင်ကျွန်မအဲ့ဒါကြောင့်မို့အခုဟိုဒီလိုထွက်ပြောတာဒီနံပါတ်1အဲဘာကြောင့်ပြောလဲဆိုရင်ခုနဟိုစီးပွားရေးကိုနားလည်စေခြင်း ਨੇ အကျွေးရှိတာပြဿနာမဟုတ်ဘူးဒီအကျွေးကိုဟိုဆက်နိုင်ဖို့လို့အတွက်လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကြီးတည်ထောင်ပေးဖို့လိုနေတယ်ဆိုတာအဲ့ဒါကပြဿနာဖြစ်နေတာ တခြားလုပ်ငန်းရှင်တွေမှာဆိုလို့ရှိရင်လည်းဒီလိုပဲဘန်းနေပြီးချင်းငွေတွေယူကြတယ်သူတို့တခြားလုပ်ငန်းတွေလုပ်တယ်ဆိုတော့ဟိုအကျွေးဆိုတာကတော့ရှိကြတာပဲပေါ့နော်အဲ့လိုမျိုးဟိုအကျွေးရှိလို့ဆိုတာတဲ့ဒီပေါ်လေအကျွေးတွေကိုကာလာတစ်ခုကြာတဲ့အထိဟိုပြန်မဆက်နိုင်တဲ့အခြေအနေကြောင့်ဒီလိုမျိုးဖြစ်တယ်လို့ပြောလို့ရတာပြောလို့ရပါတယ်ပြောလို့ရပါတယ်ကျွန်မခုနပြောပြီလေကျွန်မတို့ကလုံးဝဟိုတာဝန်မယူတာမဟုတ်ကျွန်မတို့တာဝန်ယူတယ်စူးစမ်းပြီးတော့အတိုးကိုပေးသွင်းနေတယ်အတိုးပေးသွင်းနေတယ်ပေးသွင်းနေတဲ့အချိန်မှာ အတိုးကိုဟိုဟိုပါပေါ့နောက်ကျတဲ့အချိန်ရှိတယ်ပြည့်မီအောင်မသွင်းနိုင်တာရှိတယ်တော့အဲ့လိုမျိုးဆိုတော့ဆင်းရဲချုပ်လိုက်တဲ့အချိန်မှာကျွန်မပေးရန်ရှိပေါ်နေတာပေါ့နော်ဘာမှကျွန်မရဲ့ကျွန်မတို့မိသားစုကပေးရန်ရှိပေါ်နေတာဖြစ်ပါလေရှင့်ကိုဒီကိုစလေလောင်းကအဲ့ဒီအကျွေးပေးရန်ရှိတယ်ဆိုလို့ရှိရင်ပြည့်ဖြတ်လို့ရတာမျိုးလားအဲ့အဲ့ဒါပုံမှန်ရှိကကြီးပေါ့ရှင့်ပုံမှန်ရှိကကြီးကအစိုးရတော့မဟုတ်ပုဂ္ဂလိကကိုမတင်လျော်တော့ပေးရန်တောင်းဝန်ကင်းရှင်းသူဖြစ်ရမယ်ဒီလိုမျိုးလူမှရွေးကောက်ပွဲဝင်ရမယ်ဆိုတော့ကျွန်မအဲ့ပုံမှန်နဲ့ညှိတာပေါ့ရှင့်ဒါပေမဲ့ဥပဒေလို့ပြောရင်တော့ဥပဒေကိုအနှက်အဓိပ္ပာယ်ဖွင့်တာတော့ အဲ့တော့အဲ့စကလုံးကတော့တိတ်ချေပြန့်လွန်းတာပေါ့နော်မတင့်လျော်တော့ဆိုဒါတင့်လျော်ပါလေလုပ်ငန်းရှင်ဆိုတာဒီလိုတော့လည်းဖြစ်တတ်တာပဲတပိသူကမပေးဘူးလို့ညင်းနေတာလည်းမဟုတ်ဘူးအမပေးဘူးလို့ညစူးစားပြီးလည်းပေးနေတာပဲအဲဒါပေမဲ့မတတ်နိုင်လို့ဒီလိုအခြေအနေအကြောင်းအကြောင်းတွေပြင်ပအခြေအနေကြောင့်ဖြစ်သွားတာပဲအဲလို့တွေးရင်လည်းရတာပေါ့ရှင့်တကယ်တမ်းကျတော့လေဟိုကျမတယောက်တည်းပဲစဉ်းစားချင်းပေါ့နော်ကျမတို့37နှစ်ရှိပြီစီးပွားရေးလုပ်လာတာနိုင်ငံတော်အခွင့်အရေးအများကြီးကျမတို့ဆောင်ခဲ့တယ်အဲဒီနေ့ထိဆောင်နေတော့ဆိုလို့ရှိရင်တဝန်ထမ်းတွေကိုလည်းအလုပ်ပေးနိုင်တယ်နိုင်ငံတော်လည်းအခွင့်ပေးတဲ့ဟိုလုပ်ငန်းရှင်တယောက်ဖြစ်တယ်ပေါ့နော်သို့တော်လည်းခုနကပြောတဲ့ဟိုပါပေါ့နော်ဈေးကွက် ဈေးကွက်ပြိုလဲတာတို့ပြီးလို့ရှိရင်ဒီ country risk ပေါ့နော်မြန်မာနိုင်ငံမို့လို့ရင်းနှီးမြှုပ်နှံမှုမလာသေးဘူးဆိုတော့ဒီငွေမပေါ်တဲ့ကိစ္စပေါ့အဲ့ငွေမပေါ်တဲ့ကိစ္စမှာကျွန်တော်တို့ကတခြားစီးပွားရေးကပေါ်တဲ့ငွေနဲ့ကျွန်တော်တို့ကစူးစမ်းပြီးတော့ဒီထဲကိုဖြည့်နေရတာပေါ့နော်ဖြည့်နေရတဲ့အချိန်မှာဘန်ဘက်ကိုဟိုတချို့တက်ဘက်ပြက်ကွက်တာရှိတယ်ပေါ့ပြက်ကွက်တာရှိတယ်ဆိုတော့ဒီဟာဒါဒီတကယ်စီးပွားရေးလုပ်နေတဲ့သူတိုင်းဆိုရင်တော့ကိုချင်းစာတတ်မှာပါရှင့် ပထမဆုံးပေါ့နော်ကျွန်တော်တို့သိရတဲ့ဥစ္စာကဒီရွေးကောက်ပွဲကိုယ်စားလှယ်လောင်းနေရဲ့နာမည်ရှင်းတွေကိုစပြီးတော့ထုတ်ပြန်နေပေါ့နော်ဒီကော်မရှင်ရုံးနေမှာအဲ့အချိန်မှာဆိုလို့ရှိရင်ဒီဒေါ်သက်သက်ခိုင်ကမြို့သားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှိပြိုင်မယ်ဆိုတဲ့ဥစ္စာဆင်းရဲထွက်လာတယ်။ဒါပေမဲ့နောက်တစ်ခါကျတော့ဟိုဆင်းရဲမှာမပါတော့ဘူးပြဿနာတခုရှိနေပြီဆိုတာဟိုသိရတဲ့အချိန်မှာကော်မရှင်နဲ့ပေါ့လေဒီလိုအပ်ချက်တွေကိုဟိုညှိနှိုင်းဆောင်ရွက်ခဲ့တာမျိုးရှိလားကော်မရှင်ဘက်ကဘယ်လိုပြန်ပြီးတော့တုံ့ပြန်ခဲ့လဲ။အဲအတိအကျပြောရင်အောက်တိုဘာ16ရက်နေ့မှာမြန်မာတပြည်လုံးမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစင်းပေါ့နော် UEC ကထုတ်ပြန်ပါတယ်အဲ့ထက်မှာကျွန်မပါတယ် အဲကျွန်မလည်းပါတယ်အဲ့ဒီကိုစလေလောင်းတက်သေးကံကပ်ပြလဲကျွန်မလက်ဝယ်ရရှိပြီးသားအာဒါပေမဲ့22ရက်နေ့ညလိုမျိုးကျွန်မဖုန်းဆက်ပါတယ်ရှင်ဖုန်းဆက်ပြီးတော့မှအိမ်ကိုလာပြီးတော့မှစာလေးပေးမယ်ဆိုတော့ဟိုစာလေးပေးတော့အဲ့စာမြင်မှကျွန်မသိတာပါဟိုစာထွက်လာမှသိတာဆိုတော့ဟိုကပေါ့မတိုင်ခင်ဘာမှကျွန်မဘာလို့မပြောပါဘူးမတခြားကျွန်မလည်းပါတီဥက္ကဋ္ဌဆိုတော့လေအဲတခြားကိုကိုစလေတွေပေါ့ကိုပါတီရဲ့ကိုစလေလောင်းတွေကအာဒီကိစ္စဖြစ်လို့ဆိုတာစောတိတယ်အဲပြီးလို့ရှိရင်အဲသူတို့မှပြင်ဆင်ချိန်ရတယ်ပေါ့နော် ကျမကတော့မဟုတ်ဘူးလုံးဝအီးကြိုဘာမှမသိပါဘူးဒါပေမဲ့ကျမတိတိချင်းပေါ့နော်22ရက်နေ့ညမှာတိတယ်ပြီး24ရက်နေ့မှာကျမအယူခံဟိုအတနာခံစားပေါ့ကျမတင်ခဲ့ပါတယ်ဟိုကျမအမှန်ပါတယ်ဒီကိစ္စပြီးလို့ရှင်ဒါအောင်ကျမတို့ဟိုစူးစမ်းပြီးဖြေရှင်းပါမယ်ဆိုတော့ဟိုခံဝန်ကတိလိုမျိုးပေါ့အဲ့ဒီအဲ့ဒါပထမအကြိမ်ပေါ့ဒုတိယအကြိမ်ကတော့ကျမတို့ဟိုကမ္ဘောဇာဘောင်လဲကျမတို့30ရက်နေ့ကတိန်တိန်5000ကျမတွင်းလိုက်တယ်တွင်းလိုက်ပြီးတော့မှဒါဒီမပေးချင်လို့မဟုတ်ဘူးကျမတို့ရဲ့ရိုးသားမှုကျမတို့ပြတာပေါ့နော်ဒါဒီရွေးကောက်ပွဲတော့ကျမဝင်ချင်နေတယ်ပြီးလို့ရှင်ကျမတို့ကနောက်ဆုံး အော်နောက်ဆုံးနိုင်ငံရေးဆိုတာလည်းဟိုကာနာတစ်ပင်မှာပဲနောက်ဆုံးကျတော့ကွန်ပျူတာစုစီပဲကိုကျွန်မပြန်လာရမှာလေအဲဒီနိုင်ငံရေးလုံမှာဒါတွေမပြင်ဆင်ထားဘူးလို့ပြောတဲ့သူလည်းရှိတာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်မပြင်ဆင်ထားတာရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်မကုမ္ပဏီကနေကျွန်မထွက်ထားတယ်ဒိုက်ဒေါ်တက်တက်ခိုင်ပါဝင်86ဦးကိုကိုယ်စားလှယ်လောင်းစီရင်မှပယ်ဖြတ်ပြည်သူ့ရှေ့ဆောင်ပါတီပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ပါဝင်86ယောက်ကိုကိုယ်စားလှယ်လောင်းစီရင်ကနေပယ်ဖြတ်လိုက်တယ်လို့စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါတယ် ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်ညမဲဆန္ဒနဲ့အမှတ်နှစ်အတွက်ကိုယ်စားလှယ်လောင်းစရင်တင်သွင်းထားတာဖြစ်ပြီးအခုပဲဖျက်လိုက်ပြီလို့မီဒီယာတွေရဲ့မေးမြန်းမှုကိုရွေးကောက်ပွဲကော်မရှင်ဘက်ကပြန်လည်ဖြေကြားလိုက်တာပါဒေါ်သက်သက်ခိုင်ကိုအမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိကပါပြထမ်းချက်နဲ့ညှိစုံးတဲ့အတွက်တဲဖြက်လိုက်တာလို့ဆိုပါတယ် အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိခါကတော့နိုင်ငံတော်နှင့်ပုဂ္ဂလိကသူမတင်လျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဆိုပြီးပြဋ္ဌာန်းထားတာပါဒေါ်သက်သက်ခိုင်အနေနဲ့ကမ္ဘောဇာဗန်ထံမှချင်းငွေကျပ်ဘီလီယံတရာကျော်နဲ့တခြားနာမည်ကြီးပုဂ္ဂလိကဗန်တစ်ခုကနေလဲချင်းငွေရယူထားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ဒေါ်သက်သက်ခိုင်အပါအဝင်လွတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှာ စရင်တင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းပေါင်း9003 12ရောက်ရှိရာမှာဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေနဲ့ညီညွတ်ခြင်းမရှိတဲ့ကိုယ်စားလှယ်လောင်း86ရောက်ကိုအမည်စရင်ကပယ်ဖျက်လိုက်တယ်လို့လည်းရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ်အာနာတိန်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါဗျ။ ကမ္ဘာ register လုပ်တာဒါလည်းအစိုးရဌာနပဲလေ။ company registration မှာကျမတမီးလည်း22နှစ်ပြည့်ပြီးပြီ။ကျမလည်းနိုင်ငံရေးလောကအောင်သွားမယ်ဆိုတော့ကျမကြောင့်မလို့ကျမမိသားစုစီးပွားရေးလည်းအနောက်ရှက်မဖြစ်စေချင်လို့အဲကျမ2022ခုနှစ်အ6လပိုင်း22ရက်နေ့ကကျမ company နှစ်ခုရှိပါတယ်မိသားစု company နှစ်ခုတည်းကကျမထွက်ထားပြီးသား။ကျန်တာကတော့ကိုအောင်ကျော်ဝင်းနဲ့ကျမတမီးလေးကျန်တာပေါ့နော်။အဲ့လိုမျိုးပါရှင်။ကျမတို့အဲ့ဒါကို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 ပြင်ဆင်တယ်လို့ဟိုပါ။ဘန်ကျွေးကတော့ကျမတို့ကဟိုကျမတို့လည်းဟိုပါလေဒါလင်းနဲ့မရဆိုတာကိုအောင်ကျော်ဝင်းယူတဲ့ကျွေးလည်းကျမ ကျွန်မပေးရမှာပေးဖို့တောင်းဝန်ရှိတာပဲလေအဲအဲ့လိုသဘောတော့ရှိတာပေါ့ဒါမိသားစုစီးပွားရေးဆိုတော့လေအခုလေကျွန်တော်တို့ကြားနေရတဲ့တည်င်းရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီပဲဖြစ်ခံထားရတဲ့အဲ့ကိုစလေလောင်းတွေကိုပြန်လဲစီစစ်ပြီးတော့ဥရိယလုကင်းသူတွေကိုလက်ခံပြီးတော့ပေါ့လေမကြခင်မှာပြန်လဲထုတ်ပြန်မယ်ပေါ့နော်စည်ရင်ထုတ်ပြန်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့တည်င်းတွေထွက်နေတာကြားရတယ်ပေါ့လေအဲ့တော့ဒေါ်သက်သက်ခိုင်အနေနဲ့လေအယူခံဝင်ထားတယ်ဆိုတော့အခုလိုထွက်ပေါ်လာတဲ့တည်င်းပေါ်မှာဘယ်လိုမြင်လဲအာကျွန်မကျေးဇူးတင်ပါတယ်ရှင်ဝန်တာပါတယ်ရှင်အဲဆိုတော့ ဟိုစဉ်းစားတဲ့အထက်မှာ86ရောက်ရှိရလို့ပြောပါတယ်86ရောက်တယ်မှာကျမအပါပေါ့နော်86ရောက်ကိုပြန်စဉ်းစားမှာ86ရောက်လုံးဝလည်းအယူခံဝင်ကျမဝင်မှာပေါ့နော်အဲတချို့လဲဥမာဒီဒီကိုစလင်လောင်းတယောက်ဒီသူ့မွေးတော့ကသူ့မိဘနှစ်ပါးလုံးတော့တပါးပါးကနိုင်ငံသားမရသေးရင်ဝင်ခွင့်မရှိဘူးဆိုတဲ့ဟာပေါ့နော်အဲဆိုတော့အထာမျိုးတွေဆိုရင်တော့ဟိုအရင်အရင်ရွေးကောက်ပွဲတွေတော့လည်းဖယ်ဖြတ်ခံရတာလေးတွေကြားဖို့ပါတယ်ရှင်2020တော့လည်းကျမတို့ထဲကကိုစလင်လောင်းတယောက်ပါပါတယ်အဲ့တော့အယူခံမဝင်ခဲ့ပါဘူးဒါဥပဒေကဒီလိုပြထားတယ်ဆိုတော့ ဆိုတော့ဒီ86ရောက်ထဲမှာလဲဟိုဟိုအကြောင်းမျိုးစုံရှိမှာပေါ့နော်ဆိုလို့ရှိရင်ဟိုအဲ့အဲ့ထဲအယူခံဝင်တဲ့လူတွေကိုတော့ပြန်စင်းစားပေးနေတယ်လို့ပြန်စင်းစားပေးမယ်နဲ့တူပါတယ်ရှင်ဒေါ်သက်သက်ခိုင်ကလီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ပူဂျုံကူကြီးမရောက်လိုက်နဲ့လဲရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်သူ့ရဲ့အစိုးရအဖွဲ့ဝင်လည်းဖြစ်ခဲ့တာပေါ့နော်ဝင်ကြီးဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့တယ်အဲ့တော့အခုကိုစလင်လောင်းဖြစ်ကနေပြီးတော့ပြဖြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပူဂျုံကူကြီးရှိကိုကအခုအညီတောင်းခံခဲ့တာမျိုးရှိလား ကျမအဲ့24ရက်နေ့ကတပြိုင်တည်းပေါ့နော်။ဟိုဒီပြည်တော်စုရုပ်ကပွဲပေါ်မှရှင်ဥက္ကဋ္ဌကိုပေးတဲ့စာအတိုင်းပဲ။အဲကျမဘိုးဘိုးချုပ်မူကြီးမင်းအွန်လိုင်းစီလည်းပေးထားပါတယ်ရှင်။အပေးထားပါတယ်။အဲသို့တော်လည်းပေါ့နော်။ဟိုဒါ UEC ကတော့ပြည်တော်စုရုပ်ကပွဲကော်မရှင်ကတရားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အဲဆိုတာမျိုးလည်းရှိတာပေါ့နော်။ဟိုဥပဒေအရတရားလွတ်လပ်တဲ့အဖွဲ့အစည်းရှိတယ်။အဲဆိုတော့နောက်နောက်တစ်ခုရှိတာကတော့ဒေါက်တာအေးမောင်တို့လိုမျိုးပေါ့နော်။ဒေါက်တာအေးမောင်ကတော့တခြားပုံမှားပေါ့နော်။တခြားပုံမှားနဲ့နိုင်ငံတော်ကနေဒါနိုင်ငံတော်အကြီးအကဲလွတ်ငင်းချမ်းသာခွင့်နဲ့ရုပ်ကပွဲဝင်လို့ရသွားတယ်။အဲအဲ့ဒါလေးပေါ့နော်။ကျမကကြတော့တိုင်မင်ပေါ့။ တိုင်မင်းကကျွန်မ source မပြောဘဲနဲ့လေအဲဟိုဒီနှစ်ဟိုပေါ့16ရက်နေ့မှာတက်တေကန်ကပ်ပြားထုတ်တယ်27ရက်နေ့ကျစထုတ်တယ်အမှခေါ်မေးတာတို့ပါလို့ပေါ့နော်ဆိုတော့ဒါဘလို့ဖြည့်ရှင်းပေးနိုင်လဲဆိုတဲ့ဟာမျိုးလေကျွန်မခေါ်မေးတာတို့ပါလို့အဲ့လိုလည်းမရှိခဲ့ပါဘူးအဲမရှိပေမဲ့လည်းကျွန်မတော့ရှင်းပြခွင့်မရတာတော့မဟုတ်ပါဘူးရှင်းပြပါတယ်ကျွန်မ24ရက်နေ့ကကိုတိုင်သွားတယ်အဲဥခရိုင်းနဲ့လည်းတွေ့ခဲ့တယ်ဒီဒီ UEC ဥခရိုင်းနဲ့လည်းတွေ့ပြီးတော့ကျွန်မကိုတိုင်ဟိုပါပေါ့နော်ဒီအတနာခံစားကျွန်မလက်ထဲဥခရိုင်းလက်ထဲအရောက်ကျွန်မပေးခဲ့ပါတယ်နောက်မနေ့ကတော့ကျွန်မစာတစ်ခါထပ်တင်တယ်ကျွန်မဒီ3000တောင်းတော့လက်တလုံး သွင်းလိုက်ပါတယ်ဆိုတော့ကျမဘာကိုပြောချင်တာလဲဆိုရင်ကျမကမ္ဘောဇာဘာကိုလည်းပြောချင်တာကျမတို့ကတာဝန် DD ပေးရန်ရှိတာဝန်ကျမတို့ကမပေးချင်တာမဟုတ်ဘူးမပေးချင်တာမဟုတ်ဘူးဒါဒါစ조사ပြီးပေးတယ်ဆိုတဲ့ဟာကမ္ဘောဇာဘာကိုလည်းကျမပြောချင်ပါတယ်အဲပြီးလို့ရှိရင်လည်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရောပြည်သူလူထုရောကျမပြောချင်တာကျမရွေးကောက်ပွဲတကယ်ဝင်ချင်တာပေါ့နော်ဘ ෝජ ုံမူကြီးရှိကိုပေါ့လေစတင်ခဲ့တယ်လို့ပြောတယ်သူ့ဘက်ကတစုံတရာတုံ့ပြန်မှုဘယ်လိုရှိလဲ ဟို UEC ရောဟိုဘ ෝජ ုတ်မူကြီးရောကတော့ကျွန်မဘာမှမတုံ့ပြန်သေးပါဘူးဖြစ်ကျွန်မထင်တာသူတို့တုံ့ပြန်မဲ့ပုံစံကစာထုတ်ပေးမယ်ပေါ့နော်ဒါဟိုဒါဟိုဒီအတီအတီဟိုပေါ့ကျွန်မအတနာခံထားတဲ့စာကို အအစရပေါ့เนาะကျမတို့ဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းမှာပယ်ဖြတ်တီးဆိုတဲ့အကြောင်းကြားစာကိုဟိုရုပ်သိမ်းလိုက်တီးဒါမှမဟုတ်ဒါကိုပဲဆက်တီးပြုတ်ပြီးတော့အဲဒီလိုမျိုးဆုံးဖြတ်ချက်တစ်ခုကိုတော့စာနဲ့လာမှာပါရှင့်အဲသို့တော်လည်းဟိုလိုအစိုးရသဘောတရားကတော့ကျမလည်းအဲ့ဒီဟာမမျှော်လင့်ပါဘူးအစိုးရသဘောတရားကတော့စာတင်လိုက်လို့ဟိုရပါတယ်လို့ပြောတာတော့ဘာလို့တော့မရှိဘူးပေါ့เนาะဒါပေမဲ့ကျမလူကိုယ်တိုင်ပဲဟိုတင်ခဲ့တာဆိုတော့လေအဲဆိုတော့စာတော့ရတယ်အဲပြီးလို့ရှင့်သတင်းတွေထွက်နေတာကလည်းအဲဟိုပုတ်ပြန်ထိုင်ပြီးတော့အဖွဲ့နဲ့ဆုံးဖြတ်မယ်အဲအဲ့လိုမျိုးလေးလဲ ဲတည်င်းနေလဲကြားတော့ဝန်တာပါတယ်ရှင့်ဒေါက်တာသက်ခိုင်ကနေပြီးတော့ယူကောက်ဝဲကော်မရှင်မှာအယူခံတင်ထားတယ်အခုကြားနေရတဲ့တည်င်းတွေကလည်းယူကောက်ဝဲကော်မရှင်ကဒီပြဖြတ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ပြန်လည်စီစဉ်မှုတွေလုပ်နေတယ်ဆိုတော့အဲ့ဒီအပေါ်မှာဘယ်လောက်ထိမျှော်လင့်ထားလဲပြီးွားလို့ရှိရင်ဒီယူကောက်ဝဲအခင်းအကျင်းပေါ့လေဒီအခင်းအကျင်းမှာဒေါက်တာသက်ခိုင်ကပါဝင်ဖို့စိတ်အားထက်သန်မှုဘယ်လောက်ရှိလဲဘယ်လောက်ထိမျှော်လင့်ထားလဲဆိုရင်အခု86ရောက်ပဲခံတာပေါ့တဲ့86ရက်ထဲမှာအဲတချို့လည်းအယူခံမဝင်ဘူးတချို့အယူခံဝင်ပဲဒီအယူခံဝင်တဲ့အကုန်လုံးတွေအယူခံဝင်တဲ့ကိုကိုစလဲလောင်းနေ အကုန်လုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမကအဲ့လောက်ထိကျမမျှော်လင့်ပါလေရှင်